ချင်းပြည်နယ်ဗမော်မှာစစ်ကောင်မရှင်နဲ့ KIA တို့တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီးဗမော်မျိုးရင်းရှိနေရာချို့ကို KIA ကပြန်လည်ထိန်းချုပ်လိုက်တယ်လို့သိရပါဗျ။အော်တိုဘတ်ရက်နေ့မှာသုံးမိုင်ရွှေပြည်သား KBC ဖျားချောင်းကုန်းကို KIA တပ်တွေကပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာ24ရက်နေ့ကခိတဆုတ်ခွာခဲ့ရတဲ့အဲ့ဒီဖျားချောင်းကို6ရက်လောက်ထိုးစစ်ဆင်ပြီးနောက် KIA ကပြန်လည်သိမ်းယူလိုက်တာဖြစ်ပါတယ်။ စစ်တပ်ကလည်းထိုးစစ်ဆင်နေတဲ့နေရာတွေရှိသလိုခရိုင်ဘက်ကလည်းထိုးစစ်ဆင်နေတာတွေရှိတယ်။မြို့တစ်ခုလုံးရဖို့မှစစ်တပ်ကသူတို့ချင်းချင်းဆိတ်ဆက်မိပြီးတိုက်ပွဲပြန်ဆားရသလိုဖြစ်ခဲ့တယ်လို့ထင်ပါတယ်။ခရိုင်ဘက်ကလုံးဝမလျှော့ခဲ့ပါဘူးလို့ကချင်သတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။ဗမော်စစ်မြေပြင်စေတန်ရင်မဆာရ71နဲ့စက်သွေးတက်စသားရ9ဘက်ကနေစစ်ကြောင်း2ကြောင်းခွဲပြီးထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်စခန်းငုံကိုပြန်လည်ရယူခဲ့တယ်လို့သိရပါရယ်။ ဗမော်မြို့ကိုထိုးစစ်အနေထားနဲ့စစ်ဆိုင်ထားချိန်မှာစစ်ကောမရှင်ကစီးရင်အုပ်စုကိုဆေးလွတ်ပြီးလူရင်အားဖြန့်ကလက်နက်ခဲယမ်းတွေပါဖြည့်တင်းတဲ့အတွက် KIA ကထိန်းချုပ်နေရအချို့ကိုလက်လွတ်ခဲ့ရပါတယ်။စစ်ကောမရှင်ကစီးရင်အုပ်စုတွေမှာပါလာတဲ့လူရင်အားနဲ့ရွှေကူမြို့ရှိခြေကုပ်စခန်းချို့ကိုပါခန်းစစ်အနေထားကနေတိုက်စစ်ပုံစံစုဖွဲ့ခဲ့ကြပါတယ်။ဒါအပြင်စစ်ကောမရှင်ကဗမော်မြို့ရင်းပိုင်းကိုပါစီးရင်အားဖြန့်ကျက်ပြီးထိုးစစ်ဆင်လာတဲ့အနေထားအထိရောက်ခဲ့ပြီး ခရိုင်နဲ့ထိတွေ့တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်။အေရီတိုင်းရေကြီးမြို့နယ်မြောက်ဆန်းအမြောက်တပ်အနီးမှာပြစ်ခတ်တိုက်ခိုက်မှုတွေနေစဉ်ရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ28ရက်နေ့ကအမတ်တ344အနီးပြစ်ခတ်တိုက်ခိုက်မှုတွေရှိနေပြီးအမြောက်တပ်ကနေလက်နက်ကြီးတွေပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ရေကြီးနားကရွာတွေကိုလေးချောင်းဖုံးကျဲတာနဲ့အမြောက်တပ်ကလက်နက်ကြီးပြစ်ကူတွေတုံးပြီး နေမြေရှင်းလေးလုပ်ထားတယ်။ ငတိုင်းချောင်းဘက်ဆစ်ဆောင်နေသူတွေကိုလည်းအေးနဲ့ပတ်သက်မှုရှိလားစစ်ဆေးရေးကျန်းနေတယ်လို့ရေးကြည်ဒေတာကန်တူက ARD Times ကိုပြောပါရယ်စစ်ကောင်မရှင်ကကြုံပြောတက်ကထုံနှုံအင်အားနဲ့စစ်မှုရန်တင်းနှန်းစင်တင်းနှန်းသားတစ်တွေကိုအမြောက်တက်အမတ်တ3လေးလေးတွင်းကိုစစ်ရင်နှန်းတွေနဲ့အင်အားဖြည့်မှုတွေရှိတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါရယ်နောက်တော့နိုင်စစ်ဌာနချုပ်နာတခအနေနဲ့ပတိမုံရွာလမ်းမိုင်းကိုလက်မလွတ်ရရေးအတွက်ရေကြီးနဲ့လေးမျက်နာကိုအင်အားဖြည့်တင်းနေပြီး အနီးနားကျေးရွာတွေကိုပါနေမေရှင်လေးလှူဆောင်ထားပါတယ်။ရေကောက်ပွဲမတိုင်ခင်ရေကြီးနဲ့လေးမျက်နာကိုအပြည့်အဝထိန်းချုပ်နိုင်ရင်စီမံမှုတွေရှိနေပြီးအေးအေးရဲ့ပြီးမနဲ့ချိတ်ဆက်နိုင်တဲ့မကြီးစင်ဗရောင်ဘရန်တက်နယ်တွေမှာမကြီးစင်ပေါ်မီဘက်ကလွဲလို့ကျန်ဝင်ပေါက်နှစ်ခုမှစီရီတင်းမှနေပြီးစင်ရအလွန်ကျွန်သုံးထားပါတယ်။ဗရောင်တက်နယ်မှာလည်းတောင်ကုတ်တောင်ကြားလမ်းကိုစွမှုနိုင်ရေးအထူးကတရားတွေကိုပိတ်ဆို့ပြီး တန်ကြပ်ကရင်တွေကိုပါဆေးအုပ်စုကအင်အားဖြည့်ထားတယ်လို့သိရပါရရှင်။ EOR တိုင်းလေးမျက်နှာမြို့နယ်မှာပြည်သူစစ်တွေကိုထောက်ပံ့မှုလို့ဆိုပြီးယာလုတ်ကင်သူတွေကိုတေက3000ကျပ်နှုန်းစစ်ကောင်မရှင်ခန့်အုပ်ချုပ်ရေးမှုနယ်ဖွဲ့ကတောင်းယူနေတယ်လို့ဒေသခံတွေစီကသတင်းရရှိပါရယ်။ဩဂတ်စ်လကစတင်ပြီးရင်းဆက်ကြေးဝါကအုပ်ချုပ်ရေးမှုဦးတန်းစော်နဲ့ဆက်ရေးမျိုးမင်းတို့ကရင်းဆက်အုပ်စုတွင်ယာလုတ်ကင်ကြတဲ့ဒေသခံတွေကိုစင့်ခေါ်ပြီး ကျေးရွာကိုကာကွယ်စောင့်ရှောက်နေတဲ့ပြည်သူစစ်တွေအတွက်ထောက်ပံ့ကြေးလို့ဆိုပြီးပြောဆိုတောင်းယူခြင်းဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်။လွန်ခဲ့တဲ့ရက်ကအုတ်ကြီးနဲ့ဈေးကယာလုတ်ကင်နေတဲ့သူတွေကိုဖုန်ကြီးကြောင်းမှာခေါ်တွေ့ခဲ့တယ်။မင်းတို့ယာလုတ်ကင်နေတဲ့သူတွေကိုပြည်သူစစ်တွေကစောင့်ရှောက်ပေးမယ်။ယာစောင့်ရှောက်တဲ့အတွက်တေခေါက်ကို3000ကျပ်ပေးရမယ်။မပေးနိုင်တဲ့သူယာမလုံနဲ့အာမမခံဘူး။3000ကို3ချိန်ခွဲပေးလို့ရတယ်လို့ပြောတယ်။ ရတဲ့ငွေကိုမြို့နယ်ဖွဲ့ကဘူးမှုကိုခွဲတန်းပေးရတယ်။အခုကတော့ယာယီမှုဆိုင်မှုတွေကအတင်းကျပ်ငွေလိုက်ကောက်နေကြတယ်လို့ရင်းဆက်ကြေးပါရှိရာလုတ်ကင်သူတို့က AR Times ကိုပြောပါရယ်။ရာလုတ်ကင်နဲ့တောင်သူတွေကိုရာတေကကျပ်ငွေ3000မပေးနိုင်မှာကရာမလုတ်ကြဖို့အတင်းကျပ်အမိန်ပေးပြောဆိုတယ်လို့ဒေသခံတွေကပြောပါရယ်။ရင်းဆက်ကြေးပါအုပ်စုမှာအင်ဂျီ600ကျော်ရှိပြီးရာလုတ်ကင်သူ300လောက်ရှိကာ ယာယီက3000ကျော်ရှိတယ်လို့ဒေတာကန်တွေကပြောပါတယ်။ဒါအပြင်ပြီးခဲ့တဲ့2024ခုနှစ်မှာလည်းပြည်သူစစ်တွေကိုထောက်ပံ့မှုလို့ဆိုပြီးကျေးရွာအချုပ်ရေးမှူးဦးတန်းစောစည်ရေးဦးမျိုးမင်းကျေးရွာနေဥပိုလ်စုဦးတယောင်တို့ကအခုလိုရာလုတ်သူတွေကိုအကြိမ်ငြိမ်ငွေတောင်းယူခဲ့တယ်လို့ဒေတာကန်တွေကပြောပါတယ်။ EOR တိုင်းတွင်26မြို့နယ်ရှိပြီးစစ်ကောင်မရှင်ခန့်အုပ်ချုပ်ရေးမှုအများစုမှာကျေးရွာပြည်သူစစ်၊ကီတုစစ်မှုရန်တွေအတွက် ဟောက်ပတ်မို့လို့ဆိုပြီးအကြောင်းမျိုးမျိုးပြကလက်ရှိအချိန်ထိငွေတောင်းယူနေတယ်လို့ ARD Time ကစုံစမ်းသိရှိရပါတယ်။ဥယျာဘတိုက်ကရုရှားကိုယန်ဆလာရင်မြန်ဆန်စွာလက်တုံပြန်မယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကအောက်တိုဘာ၂ရက်မှာပြောကြားခဲ့ပြီးအမေရိကန်ဥဆောင်တဲ့ NATO မဟာမိတ်ဖွဲ့ဝင်အားလုံးနီးပါးကယူကရိန်းရေးကြောင့်ရုရှားကိုတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းဥရောပတိုက်ရဲ့လူသေးပြအများဆုံးယူကရိန်းစစ်ပွဲဟာ1962ခုနှစ်ကျူဘာဒုံးပြန့်အရေးခင်းနောက်ပိုင်းရုရှားနဲ့အနောက်နိုင်ငံတွေကြားအကြီးမားဆုံးပြည်ပခဖြစ်စေခဲ့ပါတယ်။ရုရှားတပ်ဖွဲ့တွေဟာယူကရိန်းစစ်မျက်နှာပြင်တစ်ခုလုံးမှာရှေ့ဆက်ချီတက်နေတယ်လို့ပင်လယ်နဲ့အပန်းဖြေစခန်းဆိုချီမြို့မှာကျင်းပတဲ့ဘယ်တိုင်းဆွေးနွေးပွဲအုပ်စုမှာမိန်ကွန်တွင်ပူတင်ကထည့်ပြောခဲ့ပါတယ်။နေတိုးဖွဲ့ဝင်နိုင်ငံအလုံးကကျွန်တော်တို့ကိုတိုက်ခိုက်နေပါတယ်။ နေတိုးဖွဲ့ဝင်တွေဟာယူကရိန်းကိုထောက်လန်းရေးသတင်းတွေဆီလက်နက်တွေနဲ့စစ်တင်နှန်းတွေပေးနေပါတယ်။ဥရောပတိုက်ကရုရှားကိုယန်ဆလာရင်ရုရှားကမြန်မြန်ဆန်ဆန်လက်တုံ့ပြန်ပါမယ်လို့သူကဆိုပါတယ်။ရုရှားနိုင်ငံဟာစက်ကူကြားတကောင်လို့ဆိုတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ပြောကြားချက်ကိုပူတင်ကပယ်ချခဲ့ပြီးရုရှားဟာကမ္ဘာမှာစွမ်းရည်အမြင့်ဆုံးစစ်တပ်ပိုင်ဆိုင်ထားတယ်လို့ပြောပါတယ်။ရုရှားနိုင်ငံကစက်ကူကြားတကောင်ဆိုရင် နေတိုးဘွဲကလည်းစက်ကူကြားတကောင်သာဖြစ်တယ်လို့ပူတင်ကပြောပြီးရုရှားကို အနောက်နိုင်ငံတွေ တိုက်ခိုက်ရဲလာလို့စင်ခေါ်ခဲ့ပါတယ်။ရုရှားကနေတိုးဘွဲဝင်တိုင်းပြည်တစ်ခုကိုတနည်းမှာတိုက်ခိုက်နိုင်တယ်ဆိုတဲ့စိတ်ကူးကယုံကြည်ဖို့မဖြစ်နိုင်ဘူးလို့ဆိုကပူတင်ကပေးချခဲ့ပါတယ်။စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီးကိုယ့်ပြဿနာတွေကိုဖြေရှင်းဖို့သာပြောချင်ပါတယ်။ဥရောပမျိုးကြီးတွေကလမ်းတွေပေါ်မှာဘာတွေဖြစ်ပျက်နေလဲဆိုတာသာကြည့်ပါလို့၎င်းကပြောပါတယ်။ တရုတ်နိုင်ငံနဲ့နိုင်ငံသားစန့်ကျင်ရေးဟာတိုင်းပြည်ရဲ့ပုံရိပ်နဲ့စီးပွားရေးကိုထိခိုက်နစ်နာစေတယ်လို့ဆိုပြီးနိုင်ငံသားစန့်ကျင်ဆန္ဒပြပွဲတွေကိုဖြိုခွင်းမှုတန်ကိုရီးယန်သမ္မတလီချေမြောင်ကအမိန့်ပေးလိုက်ပါတယ်။ဒီသတင်းဘက်ကစတင်ပြီးတန်ကိုရီးယားဆိုရကတရုတ်ကကမ္ဘာလက်ခီးသွားတွေကိုဗီဇာမလိုပဲပြည်ဝင်ခွင့်ပြုမှုမစတင်မီလေယာဉ်ရင်းဖွဲ့တွေကတရုတ်စန့်ကျင်ဆန္ဒပြပွဲတွေပြုလုပ်နေပါတယ်။တရုတ်ခီးသွားတွေပုံမှုရောက်ရှိလာဖို့ရည်ရွယ်တဲ့ ဗီဇာမူဝါဒအပြောင်းလဲကြောင်းခီးသွားလုပ်ငန်းမှာအကျိုးမြတ်တွေပုံမှုဖြစ်ထုံးမှုတောင်ကိုရီးယားကုမ္ပဏီတွေကမျှော်လင့်နေပါတယ်။ဘသူကအဲ့ဒီတိုင်းမိကိုလာလဲခြင်းမလဲလို့အကြီးတန်းရာရှိတွေနဲ့အစည်းအဝေးမှာလီဂျေမြောင်ကပြောပါတယ်။နိုင်ငံအကျိုးစီးပွားနဲ့ပုံရိပ်ကို ထိခိုက်စေတဲ့ကိုပိုကိုဖျက်ဆီးမှုနဲ့အသုံးမကျတဲ့ပြုမှုကိုကျွန်တော်တို့ထုတ်ပြန်ရပါမယ်လို့သူကဆိုပါတယ်။တရုတ်ခီးသွားတွေအတွက်ဗီဇာမလိုပြင်ဝင်ခွင့်ပြုတဲ့အစီအစဉ်ကို 2026ခုနှစ်ဇွန်လအထိဆောင်ရွက်မယ်လို့သိရပါတယ်။ကမ္ဘာလက်ခီးသွားတွေရဲ့ဘေးကင်းလုံခြုံမှုကိုချိန်ချောက်စေတဲ့ဆေးဆော်တဲ့လုပ်ရက်တွေကိုဖြိုခွင်းမှုနဲ့လူမျိုးရေးမုံတရားရပ်တန့်စေမယ့်အစီအမံတွေလှုပ်ဆောင်ဖို့ဒီစီမြောင်ကညွှန်ကြားခဲ့ပါတယ်။အော်တိုဘာလ31ရက်မှာစတင်မဲ့အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုထိပ်သီးဆွေးနွေးပွဲအတွက်တရုတ်သမ္မတရှီကျင်းဖင်ရဲ့ခီးစဉ်မတိုင်မီတောင်ကိုရီးယားရဲ့အာရှ တန်ကိုရီးယားရဲ့အာရှအိမ်နီးချင်းတွေနဲ့ဆက်ဆံရေးတိုးတက်လာဖို့၎င်းကကြိုးပမ်းနေပါတယ်